တော့ထပြီးယဟန်ဝတ်လာတော့ရာဇဂျိုပြည်ကိုရောက်လာတယ်ဘုရားမဖြစ်သေးဘူးအဲ့ချိန်တုန်းကရာဇဂျိုပြည်ကိုရောက်လာတော့ဘုရားရဲ့ဥပဒိယုတ်ကသူများနဲ့မတူတမှုထူချားတယ်ဥပဒိယုတ်ကလည်းပဲအလွန်တန့်ပြန့်ပြီးတော့ကြီးညိုပွဲကောင်းတယ်အိန္ဒြေသိက္ခာကလည်း တိမ်မွေ့နုညံ့တယ်အင်ဂျီတွေကလည်းတိတ်ကောင်းတယ်ဒီတော့ဘုရားနောင်ယတိပဲဆိုပါစို့နော်ဘုရားနောင်ယတိကိုဖူးမြင်ရသူရဲ့စိတ်ထဲမှာကြည်ညိုမှုတွေဖြစ်ကြတယ်ပေါ့အဲ့တော့အဲ့ဒီတည်င်းက အဲ့တော့မြတ်စွာဘုရားလောင်းရဲ့ကြီးညိုမှုကြီးညိုပွဲကောင်းမှုကိုလူတွေမြင်ရတဲ့အခါမှာမြို့ထဲမှာတည်င်းရပြန့်သွားပြီးတော့ဘယင်းစီကိုအဲ့တည်င်းရောက်သွားတယ်။ဗိမိတာရမင်းကြီးစီကိုတည်င်းရောက်သွားတယ်။ယဟန်လေးတစ်ပါးဟာအလုံးကြီးညိုဖို့ကောင်းတယ်ပေါ့နော်။တို့ရာဇဂိုမြို့ကို ရောက်နေတယ်ဆိုတဲ့သတင်းကြားသွားတော့ရှင်ဘရင်ကမင်းကာဇာ၃ယောက်ကို တွတ်လိုက်ပြီးတော့စုံစမ်းခိုင်းတယ်။ဘုရားလောင်းယသိဆုံးကံကြွားတဲ့နောက်ကိုလိုက်သွားဆိုတော့စုံစမ်းခိုင်းလိုက်တော့ဘုရားလောင်းကမြို့ပြင်ပတ်ပန္နဝတောင်ချေမှာဆုံးဖုံးပေးတယ်ပေါ့ချက်ချင်းပဲမင်းရှင်ယောက်ျားတွေက ဘုရင်ထံကိုတတူးတင်ဘုရင်နဲ့ချက်ချင်းရောက်လာပြီးတော့ဘုရားလောင်းရဲ့ရုပ်ပုံတရံအိန္ဒြေတိတ်ခါတွေကိုအကဲခတ်ပြီးတော့ခြောက်ထားတဲ့အရှင်ဘုရားအရှင်ဘုရားကြည်ရတာမင်းမျိုးမင်းနွယ်ကစိတ်သက်လာပုံရတယ်အတော့ရကလည်းငယ်သေးတယ် ဥပတိယောက်ကလည်းပဲကောင်းတယ်တော့ကြည့်ရတာတော့မင်းမျိုးမင်းຫນွယ်ကနေယဟန်ဝိလာပုံရတယ်ကြည့်တော့ဓက်ခံกว่าတယ်နော်ကြည့်လိုက်တာနဲ့ဘုရားလောင်းပေါ်မှာ သူ့စိတ်ကနုညံ့သွားတယ်ကောတလမင်းနဲ့မတူဘူးအဲ့တော့အရှင်ဘုရား အလိုရှိရဲဆိုရင်လူထွက်ပြီးတော့တပည့်တော်ရဲ့တိုင်းနိုင်ငံကိုတဝက်ယူပါ ကြည့်နော်စိတ်ဓာတ်လေးကွာပုံလေးတွေတက်ခံလေးကွာပုံလေးတွေတပည့်တော်ရဲ့တိုင်းနိုင်ငံကိုအရှင်ပြတဝက်ခွဲယူပါကိုယ်တလမင်းလုံးကကြတော့ဘုရားကိုအထင်သေးမြင်သေးနဲ့ငငယ်ရွယ်ရွယ်ပဲရှိသေးတယ်ဘုရားလို့ဝန်ခံသင်မှုဆိုပြီးတော့အပေါ်စီးရပြောတယ်။ဟောဗိမိတာရမင်းအကြတော့စိတ်ထားနုညံ့တက်ခံကောင်းတဲ့အခါကြတော့မြင်လိုက်တာနဲ့ကိုဘုရားလောင်းပေါ်မှာတရားစိတ်တွေဖြစ်ပြီးတော့ ရှင်ပြားသာလူထွက်မယ်ဆိုရင်သူ့တိုင်းနိုင်ငံကိုတဝက်ခွဲပြီးမယ်ဆိုတော့ဘုရားလောင်းကပြောတယ်ငါဟာတက္ကတိုင်းကပိလဘုပြည်မှာမွေးဖွားတဲ့မင်းမျိုးမင်းနွယ်ကဖြစ်ပါတယ်နောကီအာယုံကာမဂုံတွေကိုမလိုချင်လို့ဆုံးခွာပြီးတော့ယဟန်ဝက်လာတာဖြစ်တယ်ဒါကြောင့် အရှင်မင်းကြီးရဲ့တိုင်းပြည်တဝက်ကိုမယူပရစေနဲ့တရားထုတ်တရားမြတ်ကိုပဲဆက်လက်ရှာဖွေသွားမှာဖြစ်တဲ့အကြောင်းဘုရားလောင်းကပြောတယ်အဲ့တော့ဘုရားမဖြစ်ခင်ကတည်းကဗမိတာရာမင်းနဲ့ဘုရားလောင်းတို့စတွေ့ခဲ့တာပဲအဲ့ဒီကတည်းကကိုဘယင်ကြီးရဲ့စိတ်တက်ကနုညံ့သိမ့်မွေ့လဲလက်ခံကောင်းတယ်အဲ့တော့သူကမလျှောက်တယ်လဲဆိုတော့အဲ့လိုဆိုရင်အရှင်ဘုရားတဲ့အရှင်ဘုရားရှာဖွေနေတဲ့တရားထုတ်တရားမြတ်ရလို့ရှိရင်တပည့်တော် တိုင်းနိုင်ငံကိုစောစောစစ်စီကြွပေးပါပထမအဦးဆုံးကြွပေးပါဒီလိုမျိုးခြောက်တာလေဘုရားလောင်းကလည်းဂတိပေးတယ်အေးငါဘုရားဖြစ်လို့ရှိရင်ဦးစားပေးကြွပေးမယ်ပေါ့နော်ရာဇဂိုပြီးဗိမိတာရာမင်းထံကိုဦးစားပေးကြွပေးမယ်လို့ဘုရားလည်းဝန်ခံဂတိပေးလိုက်တယ်ဒီလိုမျိုးဆိုဘုရားရှင် နုကရစရိယအကျင့်တွေကိုကျင့်ပြီးနောက်ပိုင်းလမ်းမာတာတွေကိုတိသွားတော့လမ်းမှန်ကိုချက်မေဇီမာပရိပဒါကျင့်ပြီးတော့ဘုရားဖြစ်ကိုရောက်တယ်ဆိုပါစို့အဲ့တော့ပထမဝါမှာကြတော့ပင်စဝက်ကြီး၅ဥကိုတရားဟောရမှာဖြစ်လို့ရာဇဂျိုပြည်ကို မကြွနိုင်သေးဘူးဗာရဏတိပြည်မိဂတာဘုံတော်မှာကြွရောက်တည်င်းသုံးပြီးတော့ ပွဲဥထွက်အနေနဲ့ဘေဇဝက်ကြီး၅ဦးကိုတရားဟောပြရတာအဲ့တော့ဘေဇဝက်ကြီး၅ဦးဓမ္မစကြာတရားနာပြီးသောတာပန်နေဖြစ်ကြအနတ္တလက္ခဏာတို့ကိုနာယူမသားပြီးတော့ယဟန္တာတွေဖြစ်ကြအဲ့ဒီဝါတွင်မှာပဲအရှင်ယတ္တမထေအရှင်ယတ္တလည်းပဲယဟန္တာဖြစ်အရှင်ယတ္တရဲ့တငယ်ချင်း ထမအဦးဆုံး၄ရောက်အရှင်ဝိမလာတို့အရှင်သူပါဟုတို့အရှင်ပုံနေဇီတို့အရှင်ကဝံပတိတို့ဒါအရှင်ရတ္တရဲ့တငယ်ချင်း၄ရောက်အာငါတို့တငယ်ချင်းရတ္တဖုန်းကြီးဝတ်သွားပြီဆိုလဲတရင်ကြာရော အသူတို့တထင်းသားတော်မှာလောကီစည်းစိမ်တွေကိုစွန့်ပြီးတော့ဒီယဟန်ဘွားကိုဝင်သွားတယ်ဆိုတော့ ီယဟန်ဘဝဟာတော်ရုံတန်ရုံမဟုတ်ဘူးအလွန်ကောင်းတဲ့ဘဝဖြစ်မှာအလွန်မြင့်မြတ်တဲ့ဘဝဖြစ်မှာသူတို့တထင်းသားကဝတ်တယ်ဆိုရင်ငါတို့လည်းဝတ်တယ်နဲ့ဆိုပြီးတော့တငယ်ချင်းတွေလိုက်ဝတ်ကြတာလောကမှာအမျိုးကောင်းသားတွေအစင်တန်းမြင့်တဲ့ပုံကိုယ်တွေသာသနာပေါင်းကိုဝင်ရောက်လာရင်တိတ်ကောင်းတယ်ပေါ့နော်မပြောလို့လဲဆိုတော့ဒီလိုအစင်တန်းမြင့်တဲ့ပုံကိုယ်တွေတောင် ဆွန့်ခွာပြီးတော့လောကီအာယုန်တွေကိုဆွန့်နှုတ်ပြီးတော့ဝင်နေဆိုရင်ငါတို့ကဘာလို့မဆွန့်နိုင်ရမှာလဲဆိုတဲ့အတွေ့အကြုံဖြစ်လာကြတာသူတို့တောင်ဆွန့်နိုင်ရင်တို့လည်းဘာလို့မဆွန့်ရမှာလဲဆိုပြီးတော့ပါမန်လူတန်းစားတွေရာလည်းရဲရဲဝံ့ဝံ့ဆွန့်ပြီးတော့သာသနာ့ဘုံကိုဝင်လာတက်ကြတယ်ပေါ့အခုလည်းပဲအရှင်ယတ္တရဟန်းဘောင်တဲကိုရောက်သွားပြီဆိုတော့တငယ်ချင်း၄ယောက်ကလည်းသူဝင့်ငါတို့လည်းဝတ်မယ်ဆိုပြီးတော့ယဟန်ဝတ်ကြတယ် သူတို့လည်းယဟန္တာတွေဖြစ်ကုန်တယ်။နောက်တဲ့အရှင်ရတရဲ့တငယ်ချင်း90နော်အရှင်ရတယဟန်ဝတ်လိုက်တာတိတ်အကျိုးများတယ်။နောက်တဲ့တငယ်ချင်း90ကလည်းပဲအာတို့ရတယဟန်ဝတ်ပြီဟိသာသနာဘောဟာအတော်ကောင်းတဲ့နေရာဖြစ်မှာပဲသာသနာဘောင်းဆိုတာအလွန်အစင်တတ်မြင့်တဲ့နေရာတစ်ခုဖြစ်မှာသူတို့လိုဂုံတရင်ကြီးနဲ့တထင်းတွေတောင်မှဝတ်တယ်ဆိုရင်ငါတို့လက်ဝတ်ကြရအောင်ဆိုပြီးတော့ နောက်ထပ်တငယ်ချင်း90လည်းပဲထပ်ဝတ်ကြတာအဲ့တော့မိကတာဝုံတော်မှာမြတ်စွာဘုရားဝါဆိုတာအကျိုးများသွားတယ်ယဟန်အပါ60ယဟန်နာဖြစ်သွားတယ်နော်ဖယားရှင်တို့မြည်ဒီမှာအကျိုးမရှိတဲ့နေရာမှာမနေဘူးနော်အကျိုးမရှိတဲ့နေရာဘုရားမနေဘူးဖယားရဲ့အချင်းနေရာတိတ်တန့်ဖို့ရှိတယ်ဒါကြောင့်မြတ်စွာဘုရားက အချင်းတွေကိုအကျိုးရှိရှိအသုံးချတယ်။ဒါကြောင့်မိဂတံဝန်တော်မှာပထမဝါကတ္တာအဲ့တော့အာလုံးပေါင်းယဟန်60ယဟန်တာဖြစ်သွားတယ်။မစ္ဆဝဂီ9ဦးရဲ့အရှင်ယတ္တရဲ့အရှင်ယတ္တရဲ့တငယ်ချင်း၄ဦးနောက်ထပ်တငယ်ချင်း90ဆိုတော့အာလုံးပေါင်60။ဖယားပါဝင်ဆိုရင်61လောကမှာပထမဦးဆုံး ယဟန္တာ62ပါးပေါ်တဲ့နှစ်ဟောဒီကဘာကြီးမှာယဟန္တာ62ပါးပေါ်တဲ့နှစ်ပဲလူသားအနေနဲ့ပေါ့နော်အဲ့တော့မြတ်စွာဘုရားသည် ပထမဝါဆိုပြီးလို့ဝါကျွတ်တဲ့အခါမှာအဲ့ဒီယဟန္တာ60ကိုဘုရားကဩဝါဒစကားမိန်ကြားတော်မူတယ်ဝါကျွတ်ဩဝါဒပေါ့တရင်ကျွတ်ဩဝါဒယဟန်တို့တဲ့ ငါကလည်းပဲကိရိတာတွေကလွတ်မြောက်ပြီးသွားပြီ။သင်ယဟန်တို့လည်းပဲကိရိတာတွေကလွတ်မြောက်ပြီးသွားပြီ။ဒါကြောင့်သရထဘိခဝေစာရိကခྱི་ထွက်ကြ။ခྱི་ထွက်ကြဆိုတာဘာလို့ခိုင်းတာလဲဆိုတော့သာသနာပြုခྱི་ထွက်ခိုင်းတာ။ဘူဇနာဟိတာယဘူဇနာဒုက္ခယအများသူငါချမ်းသာဖို့အတွက်အပျော်ခྱི་ထွက်ခိုင်းတာမဟုတ်ဘူး။ တတ္တဝါတွေချမ်းသာဖို့တတ္တဝါတွေရဲ့အကျိုးစီးပွားအတွက်ယဟန်တော်တွေခရီးထွက်ငြိမ်းချမ်းတဲ့အင်ဂျင်နီသိက္ခာနဲ့ပြည့်စုံတဲ့ပုံကူတွေကိုဖူးမြော်ရတဲ့အခါမှာလူတွေရဲ့စိတ်ထဲမှာအငြိမ်းတက်တွေကူးဆက်တဲ့ပေါ့အေးချမ်းတဲ့ယဟန်တော်တွေကိုဖူးမြော်ရရင်လူတွေမှလည်းအေးချမ်းတယ်ပြီးယဟန်တော်တွေအေးချမ်းတယ်လို့သူတို့လည်းအေးချမ်းကျင်တော့ယဟန်တော်တွေရဲ့ကျင့်စဉ်တွေကိုမေးတယ် အရှင်ဘုရားတို့ကဘာတွေကျင့်တာတုံးဘလို့တွေအထောက်တာတုံးတို့မေးပြီးတော့ယဟန်တော်တွေကျင့်တယ်လို့လိုက်ကျင့်ကြတာပေါ့အဲ့တော့သူတို့မှလည်းတန်ဃာတော်တွေရဲ့အငိမ့်တက်လူမျိုးလိုက်ကျင့်တဲ့တရားဒဂမတွေမှလည်းအငိမ့်တက်တွေရသွားကြအဲ့ဒါကြောင့်တန်ဃာတော်တွေခကြီးထွက်တာအကျိုးများတယ်ဆိုတာပြောတာဘူဇနာဟိတယဘူဇနာဒုက္ခယအကျိုးများဖို့အတွက်လူသားတွေအကျိုးများဖို့အတွက် ရေလာဝါလာနဲ့အင်ဂျီရီမဲ့တိတ်ခါမဲ့ခီးထွက်တာမျိုးပြောတာမဟုတ်ဘူးယဟန်ဝိနီးနဲ့အညီတရားဓမ္မတွေကိုကြင်ကြံအထုတ်ပြီးတော့ခီးထွက်တာကိုပြောတာအဲ့တော့ဖူးမြော်ရတဲ့တရားဓမ္မတွေမှာ အကျိုးများတယ်ပေါ့ဒေသင်္ထမိခွေဓမ္မန်တရားလဲဟောကြားရောက်တဲ့နေရာမှာသစ္စာလေးပါးတရားတွေဟောကြားပေါ့လောကမှာဆင်းရဲတဲ့တရားတွေရှိတယ် အဲ့ဆင်းရဲစေတတ်တဲ့အကြောင်းတရားတွေရှိတယ်။ဆင်းရဲကလွတ်မြောက်တဲ့ချမ်းသာဆိုတာရှိတယ်။အဲ့ချမ်းသာကိုရောက်ချောင်းတရားဆိုတာလည်းရှိတယ်ဆိုတဲ့တရား၄ပါးကို မြင်အောင်ဟောကြ။လူသားတွေမသိဘူးနော်။ဒုက္ခကိုဒုက္ခလို့ထင်နေတယ်။ဆင်းရဲကိုဆင်းရဲလို့မမြင်ကြဘူး။ဒုက္ခလို့ထင်နေတယ်။ဒါကြောင့်မြတ်စွာဘုရားကရောက်တဲ့နေရာမှာတရားဟောကြ။တရားဟောဆိုတာဘာသာပြောင်းဖို့ဟောတာမဟုတ်ဘူးနော်။ ဗုဒ္ဓဘာသာဝင်ဖြစ်အောင်ဟောခိုင်းတာမဟုတ်ဘူးညံအလင်းပြတာအမှန်တရားတွေကိုသိအောင်ဟောထုတ်တာဟောကြားတာလောကမှာဒုက္ခဆိုတာရှိတယ်ဒုက္ခရဲ့အကြောင်းတရားဆိုတာရှိတယ်လောကမှာချမ်းသာဆိုတာရှိတယ်ချမ်းသာခြင်းရဲ့အကြောင်းဆိုတာရှိတယ်ဆိုတဲ့သစ္စာလေးချက်ကိုခေါ်ခိုင်းတာသူ့ဘာသူအမှန်တရားကိုသိရင်ဗုဒ္ဓဘာသာဖြစ်လာလိမ့်မယ်တကူးတကာကြီးဘာသာပြောင်းဖို့အတွက်ဟောနေစရာမလိုဘူးဗုဒ္ဓဘာသာဖြစ်အောင်ဟောနေစရာမလိုအဓိကက အမှန်တရားကိုသိအောင်ဟောမှာထပ်ပြောရရင်ဓမ္မပြန်ပွားရေးအတွက်ကိုလှုပ်လှောက်အောင်ဖြစ်တယ်ပေါ့ဘာသာပြန်ပွားရေးမဟုတ်ဘူးဓမ္မပြန်ပွားရေးလူသားတွေရဲ့ယဉ်ထဲမှာဓမ္မတွေကိန်းအောင်ဖို့အတွက်ကိုစူးစမ်းကြရတာဖြစ်တယ်ဘုဒ္ဓဘာသာလို့အမိခံထားပေမဲ့ယဉ်ထဲမှာဓမ္မမရှိရင်မငြိမ်းချမ်းဘူးเนาะဘုဒ္ဓဘာသာလို့ဘလောက်ပဲပြောနေပြောနေဓမ္မတွေမရှိဘူးဆိုရင်မငြိမ်းချမ်းဘူး ။ဒါကြောင့်ဦးဇင်းတို့ယဟန်တော်တွေမလောက်အောင်မလဲလို့မေးရင်ဓမ္မပြန်ပွားရေးကိုလုပ်ကြအောင်။ဘာသာဝင်ဥယျာဉ်တိုးပွားရေးမဟုတ်ဘူးနော်။ဘာသာဝင်ဥယျာဉ်တိုးပွားရုံနဲ့နော်အကျိုးမများသေးဘူး။ဓမ္မတွေရင်ထဲကိုရောက်အောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်။တတဝါတွေရအတန်တမှာလူသားတွေရအတန်တမှာအငိမ့်တက်တွေဆိုင်အောင်အထောက်ကြရမှာဖြစ်တယ်။အဲ့တော့မြတ်စွာဘုရားကတန်ဃာတော်တွေခရီးထွက်တာကျေးဇူးများတယ်အကျိုးများတယ် ရောက်တဲ့နေရာမှာတရားတော်တွေကိုဟောကြားပြသကြမာအေကေနဒွေကမိဋ္ဌာတဲ့ခရီးတစ်ချောင်းတည်းကိုနှစ်ပတ်မသွားကြနဲ့တန်ခါကနဲတယ်လေပွဲဥထွက်ဆိုတော့တန်ခါ60ပဲရှိတာတန်ခါ60ဆိုတော့တွားရမယ့်နေရာတွေကအများကြီးပဲဒါကြောင့်တလန်းတည်းကိုခရီးတစ်ခုတည်းကိုနှစ်ပတ်မသွားကြနဲ့အင်အားတွေဆုံးချုံးတယ်နော်အင်အားဆုံးချုံးတယ်နော်တမျိုးကိုတစ်ပါးသွားတရွာကိုတစ်ပါးသွား ဖြန့်ကျက်ခိုင်းတာမျိုးဆိုပါရပါเนาะလူသားတွေရဲ့အတိမှားမှုတွေကိုအမှန်မြင်အောင်ပြဖို့အတွက်တန်ဃာတော်တွေများများခရီးထွက်နေရအနှံ့ကိုသွားခေါ်ကြပြောကြပြသကြဆိုဘုရားကသာသနာပြုခရီးစေလွတ်တာပထမဝါကျွတ်တဲ့အခါမှာပေါ့เนาะအင်းကောင်းပြီအဲ့တော့မြတ်စွာဘုရားကိုယ်တိုင်လည်းပဲငါလည်းပဲဥရုဝေလာတော်ကိုသွားမယ်တဲ့ ဲ့ဒီမှာဥရုဝေလာယသိတွေရှိတယ်ယသိတွေဟာပါရမီတွေရှိတဲ့ပုဂ္ဂိုလ်တွေမို့လို့ငါကိုယ်တိုင်သွားမယ်ဘုရားကဘုရားလည်းခရီးထွက်တယ်မိဂရောင်တော့မှဘုရားမနေဘူးတော့ယဟန်တော့အပါ60ကိုလည်းသာသနာပြုခရီးစေလို့လည်းကိုကိုယ်တိုင်လည်းသာသနာပြုခရီးအနေနဲ့ဥရုဝေလာတော်ကိုကြွားတယ်အဲ့ဒီမှာဥရုဝေလာတော်မှာရှိတဲ့ယသိတထောင်ဘုရားရဲ့ဟောပြောမှုကြောင့်ယဟန်နာတွေဖြစ်ကုန်ကြတယ်အဲ့တော့မြတ်စွာဘုရားကအဲ့ဒီယသိတထောင် ကနေဖြစ်ပေါ်လာတဲ့ယဟန်တထောင်နဲ့ရာဇဂိုပြည်ကိုကြွတယ်ပေါ့ဗိမိတာရာမင်းကြီးပြင့်ဖိတ်ထားတာရှိတာကိုအဲ့တော့ဒုတိယဝါမဆိုခင်ကြွတာပေါ့နော်ပထမဝါကြွဒုတိယဝါမဆိုခင်မှာယသိကနေဖြစ်လာတဲ့ဥရဝေလယဟန်တော်များတထောင်နဲ့အတူမြတ်စွာဘုရားကြွတာအဲ့ဒီမှာဗိမိတာရာမင်းကြီးက အချမ်းရံပေါင်းတသိန်း2000နဲ့အတူဖယောင်းလာဖူးတာတော်တော်များတယ်နော်အချမ်းရံပေါင်းတသိန်း2000နဲ့အတူဖယောင်းကိုလာဖူးမြော်ကြတယ်အဲ့တော့မြတ်စွာဘုရားအဲ့ဒီမှာတရားဟောတယ်သစ္စာ၄ပါးတရားဟောတယ်တသိန်း2000မှာတသိန်းနဲ့1000ကသောတာပန်နေဖြစ်ကုန်တယ်အဲ့ဒါမှာရှင်ဘုရင်နဲ့ပါရှင်ဘုရင်နဲ့တကွတသိန်း1000တော့ လူထုပြိသက်ကသောတာပန်နေဖြစ်ကုန်ပြီးတော့ကျန်တဲ့1000ကတော့ယဇနာ3ပါးကိုကိုးကွယ်စည်းကပ်တဲ့ဗုဒ္ဓဘာသာတွေဖြစ်ကုန်တယ်။ဖရာရဲ့ခရီးထွက်မှုကတိတ်ကြိုးရှိတယ်နော်။လူတွေအသိဉာဏ်တွေရကုန်တယ်။အလုံးအကျိုးရှိတဲ့ခရီးစဉ်တွေဖြစ်တယ်ပေါ့။တသိန်းနဲ့1000တွေသောတာပန်တွေဖြစ်သွားတယ်။ကျန်တဲ့1000ကတော့ဗုဒ္ဓဘာသာဝင်ဖြစ်သွားတယ်။အဲ့တော့ ဗမိတာနာမင်းကြီးရဲ့ဓက်ခံကဘလောက်ကောင်းလဲဆိုတာကိုအဲ့ဒီမှာတွေ့ရတယ်မြတ်စွာဘုရားနဲ့ပထမဦးဆုံးဘုရားမဖြစ်ခင်တွေ့တဲ့အချိန်မှာလဲသူစိတ်ကနူးညံ့ပြီးတော့ဘုရားလောင်းကိုသူ့ရဲ့တိုင်းပြည်တစ်ဝက်ခွဲပေးတယ်ဟောကုဘုရားဖြစ်လို့မြတ်စွာဘုရားနဲ့ပထမဦးဆုံးတွေ့ရတဲ့အချိန်မှာတရားနာလိုက်တာသောတာပန်ဖြစ်သွားတယ် ဒါဓက်ခံဘလောက်အကောင်းတလဲဆိုတာကိုပြတာအထမအူဆုံးတွေ့တွေ့ချင်းမှာပဲတရားနာလိုက်တာတော့တာပြန်ဖြစ်သွားတာဓက်ခံကောင်းတာနော်ကောသလမင်းကကြတော့မြတ်စွာဘုရားနဲ့အချိန်ချင်းတွေ့ရတယ်တာဝတိပြည်မှာ25နှစ်လေ25နှစ်မိမိတာရာမင်းနဲ့မြတ်စွာဘုရားနဲ့တွေ့ရတဲ့အချိန်ကနည်းတယ်ဒါပေမဲ့ပထမအူဆုံးတွေ့ရတဲ့အချိန်မှာကိုတော့တာပြန်ဖြစ်သွားပြီ ဒါကြောင့်ဖျားခြင်းကိုဖူးရတာချင်းတူတူကောသလမင်းကတရားတို့တရားမြတ်ဘာမှမရသွားချာဘူးဗေမိတာရမင်းကြီးကသောတာပန်ဖြစ်သွားတယ်ဓက္ခဏကုကွာဟဘုံပြောပြတာနော်ဒါကြောင့်ဦးဇင်းတို့တောင်မြို့မှာကနေဆီတော်ဘုရားကြီးကဒီဘယင်းနှစ်ပါးရဲ့ဘယင်းနှစ်ဦးရဲ့ဓက္ခဏကွာချဘုံလေးကိုထောက်ပြရပြီးတော့ဒါကြောင့်ဒီနှစ်ခေတ်ဘုဒ္ဓဘာသာသာသနာတော်ဒီမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့ရတဲ့တက္ကရာကမတွေဟာလည်းပဲ ဓက်ခံလေးကောင်းအောင်သူတပြင်းဝိပဿနာတရားနဲ့ပတ်သက်ပြီးဓက်ခံလေးကောင်းအောင်စူးစမ်းကြဖို့လိုတယ်လို့ဆရာတော်ကြီးကတိုက်တွန်းထားတယ်မှတ်ချက်ပေးထားတယ်ပေါ့တချို့ဆိုလို့ရှိရင်အရိမတရားဘုရားကိုဖူးမြော်ခြင်းတဲ့သူတွေရှိတယ်အရိမတရားဘုရားကိုဖူးရပါလို့ဤလို့ဆိုတော့တဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့တော့အရိမတရားဘုရားကိုဖူးမြော်ခွင့်ရပါလို့ဤဆိုတော့ဖူးတော့ဖူးမြော်ခွင့်ရကောင်းရနိုင်တယ်ပေါ့ကိုယ့်ရဲ့စူတောင်းမှုကြောင့် ဒါပေမဲ့ကို့မှာဓက်ခံညံ့နေခဲ့ရင်နော်သောတာပန်ဖြစ်လောက်အောင်ပါရမီဓက်ခံညံ့နေခဲ့ရင်ဖះနဲ့တွေ့ရုံပဲတွေ့ရမှာပဲကောသလမင်းတို့ဖះနဲ့တော့ဆုံးရမှာပဲတွေ့ရမှာပဲဒါပေမဲ့ဓက်ခံညံ့နေရင်နော်တရားတို့တရားမြတ်ရမှာမဟုတ်ဘူးဒီချက်ပို့ပြီးဓက်ခံညံ့နေရင်တိတ်တိတ်ဆရာကြီးတွေလိုဇေဇမားနဲ့တို့လိုအရှင်ဒေဝတ္တတို့လိုဖះကိုတော့ရန်သူဖြစ်နေတတ်မှတ်ရှင်တတ်မှတ်နေဦးမှာဓက်ခံညံ့ပြင်းခံပြောတာနော်တိတ်တိတ်ဆရာကြီးတွေဆိုရင်လည်းဖះနဲ့တွေ့ရတာပဲလေ ဖះနဲ့တွေ့ရပြီမဲ့ဓက်ကညံလုံးအားကြည့်တော့ဖះကိုတို့ကជីညွာကောင်းမဲမသိဘူးရန်သူလိုသဘောထားတာတသက်လုံးဖះကိုရန်သူလိုမြင်သွားကြတာဒါကြောင့်ဦးဇင်းတို့တက္ကရာမတွေအနေနဲ့တချို့တက္ကရာမတွေနောက်ဖះကိုမျောကြတယ်ပေါ့နော်အဲ့လိုနောက်ဖះကိုမျောတဲ့အခါမှာဖះနဲ့တွေ့တဲ့အခါမှာတရားတို့တရားမြတ်ရနိုင်ဖို့အတွက်အခုကတည်းကနေဓက်ခံလေးကောင်းအောင်တရားဓမ္မတွေကိုလိုက်စားသင့်တယ်လို့ဆိုလိုပါတယ်နော် ဝိပဿနာတရားတွေကိုအထုတ်သားသင်တယ်။အေးဝိပဿနာတရားတွေကိုအထုတ်လို့ကိုယ်မှာပါရမီဓက်ခံကောင်းရင်တော့ဒီဘဝမှာပဲသောတာပန်ဖြစ်သွားနိုင်တယ်။ဒီဘဝမဖြစ်ခိုင်းရင်တော့မှနောက်ဘဝတွေနောက်ဘဝတွေမှာဖြစ်နိုင်ခွင့်နေရှိတယ်။နောက်ဘဝနောက်ဘဝတွေမှာမဖြစ်သေးရင်တော့မှအရိမတရားဘုရားနဲ့ဆုံတဲ့အခါမှာဖြစ်နိုင်တယ်ပေါ့။ဒါကြောင့်ဝိပဿနာတရားကိုအထုတ်ထားသင်တယ်လို့ပြောတာ။တရားဓမ္မနဲ့ပတ်သက်ပြီးဓက်ခံကောင်းအောင်လို့နော်။အေးအဲ့လိုမှမဟုတ်ဘူးဆိုရင်ဖျားကိုဖူးကမတ်တာလောက်နဲ့ပဲပြီးသွားမယ်။ เนาะကောတလမင်းတို့ပဲဘုရားနဲ့တွေ့ဆုံကမတားတော့ပဲတောတာပဲမဖြစ်သွားချဘူးဒါကြောင့်ဒကာဒကာမတို့မြတ်စွာဘုရားသာသနာနဲ့ကြုံတဲ့အခါမှာဖြစ်နိုင်လို့ရှိရင်ဒီဘဝမှာပဲတမတ်တဖို့ရအောင်အ ਨੇ ဆုံးစူးစမ်းထားတဲ့ ਨੇ ဒီဘဝမှာအကြောင်းမျိုးမျိုးကြောင့်မရခိုင်တောင်မှနောက်နောက်ဘဝတွေမှာရအောင်အထိဒီဘဝမှာဝိပဿနာတရားတွေကိုအထုတ်ထားတဲ့ ਨੇ ပေါ့ဒါကိုပဲပါရမီဖြည့်တယ်လို့ခေါ်တာပဲပေါ့နော် ။အဲကြောင့်ဒါနကုသိုလ်တွေမကဘူး။သီလတွေလည်းထိန်းရမယ်။ဝိပဿနာတရားတွေလည်းအထောက်ထားသင်ပါမယ်။ဒါမှဥစဉ်တို့ဒီဘဝမှာမကြွရင်တော့နောက်နောက်ဘဝတွေမှာကြွတန်းဝင်နိုင်တယ်လို့နားလည်ကြရမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့အလို့ရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးကောသလမင်းနဲ့မိမိတရာမင်းကြီးတို့ရဲ့မင်းကြီးတို့ရဲ့ဒက္ခံပါရမီမတူပုံလေးကိုနိုင်ုံမသားကြပြီးတော့အေးတို့တွေလည်းပဲဒက္ခံကောင်းအောင်သာသနာနဲ့ဂျုံတုံးဂျုံခိုက်မှာ ပါရမီတွေဖြစ်ကြဖြစ်တင်ကြမယ်ဖြစ်တင်ရဖြစ်တင်တယ်လို့နားလည်သဘောပေါက်ကြပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတော်ကိုဥထေရပန်းစင်းပြီးတော့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေကို စီပူအားထုတ်ကြပြီးတော့ဓက်ခံကောင်းသူများဖြစ်အောင်ကိုစီကိုစီစူးစမ်းအားထုတ်နိုင်ကြပါစေကုန်သတည်းအာ